ကရင်ပြည်နယ်ကမာမောင်းမြို့ကမာမောင်းကတိုင်တီကားလမ်းပေါ်ရှိကြောက်ခွင်းကျေးရွာတဲကိုတိုက်ပွဲမရှိဘဲစစ်ကောင်စီတပ်ကနေလေရင်နဲ့လာရောက်ဖုံးကျဲမှုကြောင့်ကျောင်းထိုင်စီကတော့ပြန်လည်တော်မူခဲ့တယ်လို့ဒေသရင်းသတင်းရင်းမြစ်တွေကတန်လွင်ထမ်းမှုပြောပါရယ်။မတ်လ9ရက်နေ့ညနေ4နာရီအချိန်ခန့်မှာစစ်ကောင်စီတပ်ဟာကမာမောင်းမြို့နဲ့ကတိုင်တီဒေသကြားကကြောက်ခွင်းကျေးရွာတဲကိုလေရင်နဲ့လာရောက်ဖုံးကျဲပစ်ခတ်ခဲ့ရာကျောင်းဆောင်အစအဦးတချို့ထိခိုက်ပျက်စီးသွားခဲ့ပြီးကျောင်းနိုင်စီကတော့ပြန်လည်တော်မူသွားခဲ့တယ်လို့ဒေသရင်းသတင်းရင်းမြစ်တွေကဆိုပါရယ်။ ။ဒါအပြင်ဘုံကျဲတိုက်ခိုက်မှုကြောင့်တောင်းတအတွင်းရှိရဟန်းတပါးနဲ့ကိုရင်တပါးထိခိုက်ဒဏ်ရာရရှိသွားခဲ့ကကမာမောင်မျိုးကနေတဆင့်ဖန်ဆီးုံကိုပို့ဆောင်လိုက်ရပြီးစေကူတော်မှုခံယူနေရတယ်လို့ဆိုပါတယ်။ ဖာပွန်ခရိုင်တပ်မှငါနယ်မြေထဲကိုစစ်ကောင်စီတပ်ရဲ့လေရင်တွေကနေ့စဉ်လိုလိုလာရောက်ပစ်ခတ်တိုက်ခိုက်နေပြီးကြောက်ခွင်းကျေးရွာဟာကမာမောင်းမြို့မှာကိုးမိုင်ခန့်ကွာကမာမောင်းမြို့နဲ့ကတိုင်တိကျေးရွာကြားမှာရှိတဲ့ရွာတရွာဖြစ်တယ်လို့ဖာပွန်ခရိုင်တပ်မှငါပြောခွင့်ရသူဝန်မှုကြီးစောကလေတို့ကပြောပါတယ်မက်စတာအစောပိုင်းကကမာမောင်းမြို့ကနေကတိုင်တိဒေတာဘက်ကိုစစ်ကြောင်းထိုးလာနေတဲ့စစ်ကောင်စီတပ်နဲ့ KNL တပ်မှကတော်လိုင်းရေးပူပေါင်းအဖွဲ့တို့ကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်ကအထိနာခဲ့ပြီးကမာမောင်းမြို့ထဲကိုပြန်လည်ဆုတ်ခွာသွားခဲ့ရာအခုတက်သည့်အ ထပ်မတက်လာသေးဘူးလို့ဝန်မှုကြီးစောကလဲတို့ကပြောဆိုပါရယ်စစ်ကောင်စီတာသူတို့ရဲ့ကမောင်မောင်ဗျူဟာစခန်းမတိုက်ခိုက်ခံရဖို့အတွက်ပြီးခဲ့တဲ့ဖေဖော်ဝါရီလတတိယပတ်လောက်ကစပြီးကမောင်မောင်မျိုးအနီးပတ်ဝန်းကျင်တဝိုက်ကကြေးရွာတွေပေါ်လေးချောင်းပုံကျဲတာတွေနဲ့လက်လက်ကြီးပစ်ခတ်တာတွေနေစဉ်ဆိုတလို့လှောက်ဆောင်လေးရရှိရာဘာသာရေးအဆောက်အဦတွေနဲ့နေရင်အဆောက်အဦတချို့အထိခိုက်ပျက်စီးသွားခဲ့ပါရယ် ်စစ်ကောင်စီတပ်ရဲတိုက်ခိုက်မှုတွေကြောင့်ကြေးရွာ900ထပ်မင်းကဒေသခံပြည်သူတွေဟာကမောင်မောင်မြို့အနီးကမြန်ကြီးကိုဒေသတွေကိုထွက်ပြေးခိုလုံရောက်ရှိလာပြီးဒီကနေ့အထိနေရမပြောင်းနိုင်ကြသေးဘူးလို့သိရပါတယ်။